တမောသေဩရစာ ပထမစာအခန်းငါးစာပိုက်22ကိုဖတ်ပါမယ်။အဘယ်သွေးအပေါ်၌လက်ကိုအလင်းတစောမတင်နှင့်သူစပားအပြစ်၌မဆက်ဆံနှင့်ကိုကိုကိုစင်ကြယ်စီလောပြောရတွေ့ရတယ်။ကိုကိုဟာတန်ရှင်းစင်ကြယ်အောင်နေဖို့တတိပေးနေခြင်းဖြစ်တယ်။ ကိုယ်တန်ရှင်းစင်ကြောင်နေကိုသတိပေးတဲ့ခါမှာဒီနေ့သူဘာနဲ့ဆက်ဆံတဲ့ခါမှာသတိပြုတ်ခိုင်းတာမစင်ကြဲတဲ့သူတွေနဲ့တော့မဆက်ဆံမိဘူးသတိပြုတ်ဖို့နော်ဒါကိုသတိပေးနေတယ်ဆိုတာတွေ့ရတယ်အဲ့တော့ဒီလိုကိုယ်ကိုစင်ကြဲစေပါလို့ပြောရင်အဓိကအဖြစ်တော့ကျွန်တော်တို့ဒီကိုယ်ခန္ဓာနဲ့စိတ်ကိုဆိုလိုချောင်းတွေ့ရတယ်ဒါကြောင့်ဒီနေ့သတိထားဖို့က ဟိုကျွန်တော်ရဲ့ကိုယ်ခန္ဓာနဲ့စိတ်ကိုစင်ကြအောင်နော်နေထိုင်တတ်ဖို့အလွန်ရည်ကြီးပါတယ်ပေါ့တော့တိကောခန်းသုံးစာပိုက်ဆက်ခေါ်မှာဆိုလဲဘုရားသခင်ဗိမာန်တော်တန့်ရှင်းရတယ်အဲ့ဘိမှန်တော့မင်းတို့ကိုခန္ဓာဖြစ်တယ်ပြောတော့တွေ့ရတယ်နော်ဒါကြောင့်ကိုခန္ဓာစင်ကြယ်ဖို့စင်ကြယ်အောင်နေတတ်ဖို့အလွန်ရည်ကြီးတယ်ဆိုတော့ပြောချင်တာနော်နောက်တစ်ခုကတော့သူကရကုတ်ခန်းလေးစာပတ်ရှစ်မှာဆိုရင်တော့ ဘာပြောလဲဆိုတော့နော်ဒီဖျားခင်၌ချင်းကတ်ကြလော သူပြုလင်တင်းတို့၌ချင်းကတ်တော်မူလိမ့်မည် အပြစ်ရှိသောသူတို့တင်းတို့လက်ကိုစင်စဲစေကြလောစေနှခွရှိသောသူတို့တင်းတို့စိတ်နှလုံးကိုတန့်ရှင်းစေကြလောလို့ပြောတာတွေ့ရတယ်နော်အဲ့တော့ကျွန်တော်တို့ယုံကြည်သူ ဖြစ်တယ်ဒါပေမဲ့ဖျားနောက်ကိုလိုက်ရင်းနဲ့မဟုတ်တာသွားလို့မိတတ်တယ် ဲ့ဒါကိုပြောတာနော်အခန္ဓာကိုညှိညွှန်းသွားတာနော်သူနဲ့တူဟိုဟိုကြာဒီကြာဟောမြင်ဒီမြင်နဲ့ကျွန်တော်စိတ်နှလုံးကမဖြစ်တော့စိတ်နှကွတန်တရားစိတ်တွေဝင်လာတက်တယ်အဲ့ဒါစိတ်ကညှိညွှန်းသွားတယ်အမြင်မှာအဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုယ်ခန္ဓာကိုတန့်ရှင်းအောင်ကျွန်တော်စိတ်နှလုံးကိုတန့်ရှင်းအောင်ပြုတ်ပြွန်တတ်ဖို့အလွန်ရည်ကြီးတယ်လို့ပြောတာဖြစ်ပါတယ်နော် အဲ့တော့အဲ့လိုတန်ရှင်းစင်ကြအောင် နေဖို့အတွက်ဆိုရင်ဘယ်လိုများတန်ရှင်းစင်ကြနိုင်ကြလဲဒါကတော့ရောင်းခံစက္ကန့်စပယ်စက္ကန့်မှာဘာတွေ့ရလဲဆိုတော့ကိုရိုက်တမာတရားအားဖြင့်သူတို့ကိုတန်ရှင်းစေတော်မူပါကိုရိုက်နှုတ်ကပတ်တော်သည်တမာတရားဖြစ်ပါ၏တို့ရတွေ့ရတယ်ဆိုတော့ကျွန်တော်ရဲ့ကိုခန္ဓာ ကျွန်တော်လက်ပေါ့ခုခါနဲ့ဆိုရတဲ့နေရာမှာတော့အဓိကပါလေလှုပ်ဆောင်မှုကိုရင်းမြတ်တယ်နော်ဘာလှုပ်တယ်လဲပေါ့ကာယကံမြောက်စိတ်ဘာကိုကြံစည်တယ်လဲနော်ဘယ်လိုယုံတယ်လဲအဲ့ဒါအဲ့တော့စိတ်နှခွဖြစ်နေပြီတန်တရားရှိနေအဲ့ဒါစိတ်ကညင်ညူးသွားပြီဆိုတော့ကျွန်တော်ကဘာလို့ဖို့လို့လဲဆိုတော့ဒီစိတ်နဲ့ကန္နာကိုတန့်ရှင်းစေနိုင်တဲ့အရာကဘာပဲရှိတယ်လဲဆိုရင်တော့နှုတ်ကပတ်တော် ဘုရားသခင်ရဲ့တမန်တရားသိဖို့တော့နှုတ်ကပတ်တော်အဖြစ်ပဲကျွန်တော်ရဲ့ဟောစိတ်နဲ့ကိုယ်ခန္ဓာကိုတန်ရှင်းစေနိုင်တာဖြစ်ပါတယ်အဲ့တော့ကိုယ့်ကိုစင်ကြယ်စေတော်သူဖြစ်ဖို့ဆိုရင်တော့ဟာလာစင်ကြယ်တဲ့ဩဝါဒကိုမြန်မြန်နားထောင်အောင်ပါဗောကျမ်းစာမြန်မြန်ဖတ်ရမယ်ပြီးရင်ဒီတရားဟောချက်တွေမြန်မြန်နားထောင်အောင်တရားဟောချက်နားထောင်တဲ့ခါမှာလည်း သူကမစင်ကြဲတဲ့ဩဝါဒဆိုတာရှိတယ်။ပြီးရင်စင်ကြဲတဲ့ဩဝါဒဆိုတာရှိတယ်။မစင်ကြဲတဲ့ဩဝါဒဆိုတာကတော့ဗါလေလောကီအကြောင်းတွေပြောငွေကြီးစီစဉ်ဥစ္စာတွေအောင်မြင်ကျော်ကြားမှုတွေနောက်ကိုလိုက်တဲ့လောကီအရာနောက်လောကနဲ့ဆက်ဆံတဲ့ဩဝါဒတွေကိုသူကမစင်ကြဲသောဩဝါဒခေါ်တယ်။စင်ကြဲသောဩဝါဒကြတော့ဒီနေ့လောကီအရာတွေကိုတတ်မဲ့ဆွဲလန်းခြင်းမရှိဘူး။နော်။ ဖရာသခင်ကိုသာနံပါတ်1ထားပြီးတော့မှဖရာသခင်ကိုရှာတယ်ဖရာသခင်အလိုတော်ကိုသာရှာတယ်လောကနဲ့ဆက်ချံဆန်ချင်းမရှိတဲ့အော်ရာကိုပြောချင်တာနော်အဲ့တော့အဲ့ဒါအဲ့ဒီအော်ရာစင်ကြဲအော်ရာကိုမြန်မြန်နားထောင်ဖို့ဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့တော့ကပတ်တော်အပြင်ကိုကိုစင်ကြဲစေမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့နှုတ်ကပတ်တော်ကသာကျွန်တော်တက်တော်ပြောင်းလဲစင်နေတာ ဖြစ်ပါတယ်ဟာဒါကြောင့်အားပေးခြင်း ਨੇ ဒီနေ့စပြီးဟာလာစင်ကြဲတဲ့အော်ရာကိုလက်စင်ပါမြတ်မြတ်ကြားပါ ကိုယ်တိုင်းကျက်စာမြတ်မြတ်ဖတ်ပါပေါ့သူ့ရဲ့မင်္ဂလာကတော့ဘာဖြစ်လဲဆိုရင်သူကနှစ်တိအခါနှစ်စာပိုက်2021မှာကြီးစွာသောအိမ်၌ရွှေတစားငွေတစားတာရှိသည်မဟုတ်တစ်သားတစားမိတစားရှိ အတိရှိသောတစားအတိမရှိသောတစားရှိတို့ဖြစ်၍အထက်ဆုခက်ပြီးသောအချင်းတို့ကိုပယ်၍မစင်ကြဲရဟနော်မိမိကိုစင်ကြဲစေသောသူမိဒီကအတိရှိသောတစားတန်ရှင်း၍အင်းရှင်သုံးစရာကောင်းသောတစားကောင်းသောအမှုများအဖို့အလုံးကပြင်ဆင်သောတစားဖြစ်လိမ့်မည်ဒီနေရာမှာကြီးတော်ကြီးစွာသောအင်းဆိုတာကျွန်တော်ယုံကြည်သူနော်အသိန်းတော်ဒါအသိန်းတော်ဆွေးရနေရာမှာ ကဘာစัจ java လမ်းနဲ့ဆိုင်တဲ့အတင်းတော်ပေါ့ပြောမယ်ဆိုရင် ခရိယန်တိုင်ဝမ်တစ်ခုလုံးယူမြင့်တယ်ပေါ့နော်အဲ့ဒီမှာဒီနေ့ဟာလာအတေရှိတဲ့ယုံကြည်သူတွေရှိတယ်လို့အတေမရှိတဲ့ယုံကြည်သူတွေလည်းရှိတယ်အဲ့လိုပြောချင်တာနော်အဲ့တော့အတေမရှိတဲ့ယုံကြည်သူတော့လေသူ့နေရာနဲ့သူဖခင်ကထားမှာဖြစ်တယ်နော် အတင့်တဲတဲ့နေရာမှာမထားဘူးပေါ့အဲ့ဒါဘာနဲ့ဥမာပဲတက်တာတစားမြည်တစားတဲ့ဆိုရကတော့သူကအိမ်တအိမ်မှာနော်တန်းတူမရှိဘူးအသေးရှိတဲ့တစားတွေရှိတယ်ရွှေငွေကဲ့သို့နော်အရာအသေးမရှိတဲ့တစားလည်းရှိတယ်တက်တာလိုမျိုးမြည်ကြီးလိုမျိုးဒါပေမဲ့ သုံးတဲ့နေရာကမတူဘူးပေါ့မတူဘူးနော်သူ့နေရာနဲ့သူရှိတယ်ပေါ့အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကအသေးရှိတဲ့တရားဖြစ်ဖို့အတွက်တောင်းဆိုလက်ရှိတယ်နော်အဲ့အသေးရှိတဲ့တရားကတော့ဘာတူလဲဆိုတော့ကိုကိုစင်ကြယ်စေတော်သူကိုကိုနှုတ်ပတ်တော်နဲ့တန်ရှင်းအောင်အသက်ရှင်တော်သူဟောနော်နာဂန်ကျင်းနဲ့အဲ့တော့ပြောချင်တာဖြစ်တယ်နော်အဲ့လိုကတော့သူ့ရဲ့မင်္ဂလာဘာရှိတယ်လဲတဲ့နော် မိမိကိုစင်ကြယ်ရှိသောသူမိဒီကအသေးရှိသောတစားအသေးရှိတယ်ဆိုတော့ကမင်္ဂလာရှိတဲ့သူပေါ့တင့်တယ်တယ်မင်္ဂလာရှိတယ်တဲ့အဲ့လိုပြောချင်တာနော်ပြီးရင်ဘာဖြစ်နေလဲဆိုတော့တန်ရှင်အင်ရှင်သုံးစရာကောင်းသောတစားအင်ရှင်ဆိုတော့ကဘုရားသခင်ကိုပြောတာဘုရားသခင်ကနော်တန်ရှင်ချင်းမရှိတဲ့သူဟိုသုံးတဲ့နေရာကရှိတယ်လုံးဝမသုံးတာတော့မဟုတ်သူ့နေရာနဲ့သူသုံးတယ် တန်ရှင်းရှင်းရှိတဲ့သူတွေကြတော့အလွန်တုံ့ပြုတ်ချင်တယ်ဘလို့နေရာမှာလဲမင်္ဂလာရှိတဲ့နေရာတင့်တယ်တဲ့နေရာမှာတုံ့ချင်တယ်တဲ့သူလိုပြောတာနော်သူ့ရဲ့မင်္ဂလာကပြီးရင်ကောင်းသောအမှုများအဖို့လုံကပြင်ဆင်တော့တစားဖြစ်လိမ့်မယ်ကောင်းတဲ့နေရာအတွက်နော်အမှုတွေအတွက်ဘုရားသခင်ကသူ့ကိုပြင်ဆင်ပေးမယ်ပြောတာတွေ့ရပါတယ်နော်ဒါကြောင့်တန်ရှင်းချင်းစင်ကြချင်းရဲ့မင်္ဂလာ အလွန်ကြီးတယ် မရကောရဟိဘေခန်းစနစ်စပတ်စလီမလူပေါင်းတို့နဲ့အတင်းတင်းနေ၍ညင်သက်ချင်းကို၎င်းတန်ရှင်းချင်းပါရမီကို၎င်းမြောင်လိုက်ကြလော့တန်ရှင်းချင်းပါရမီမရှိလင်အဘယ်သူမြောက်ထာဝရဘုရားကိုမဖိုးမမြင်ရအဲ့တော့စင်ကြယ်ချင်းရဲ့ကိုကိုစင်ကြယ်စေချင်းရဲ့နော်သူ့ရဲ့မင်္ဂလာနောက်တစ်ပါးကတော့ထာဝရဘုရားကိုဖိုးမြင်ရတဲ့အခွင့်ရှိတယ်လို့ပြောပါတယ်ဒီနေ့ 大家喽，都他妈哄讲呢，实实在在的。啊喽，一高年一对阿片，啊，单选中他那老太婆昏困睡罢了。到了阿里文脉多噶，个个单选心在睡不露罢了。个个单身，心在其实没睡白没疲惫呢，啊，困了，一讲一对阿片没爱路啊，阿明了血了，啊，对内罢了。 这是娃娃外头呢，也少看着阿片进入，但心中多看，看没了片子看过，破灭也多困，啊，你毛着，好了，天，你也来困，是吧？多少人，啊，也少那么阿片，路标在，啊，阿困也在，我弄一下了没？我讲嘞。 ကိုကိုစင်ကြယ်စေတော်သူမှသာလင်ဝင်ခွင့်ရတာဖြစ်ပါတယ်ဆိုတာကတော့အာလာအတွန်းခန်းထဲမှာအဖျားသခင်အရင်အနည်းဆုံးသောနေရာမျက်မှောက်တော်ထဲမှာခံစားရဆိုတာကဒီနေ့ music တွေကြောင့်ဥဆောင်တော်သူနှိုးဆော်မှုကြောင့်တရားဟောဆရာကအတုကုံးဟာလာစိတ်ဓာတ်ကိုဟာလာဟိုတော်တော်ပြောကောင်းတဲ့ဆရာတွေရှိတယ်လေနော်အဲသူတို့ပြောဆိုတိုက်တွန်းတော့ကြောင့်နော်ဒီခံစားသွားတာမျိုး အဲ့ဒါကမြင့်မောက်တော့ခံစားတာတော့မဆုံးပါဘူးဒါလူရဲ့ခံစားချက်ဖြစ်ပါတယ်မျူးဇစ်ကလည်းမြည်ကြစေနိုင်တယ်ဒါကဓမ္မသချင်းမှမဟုတ်ပါဘူးလောကီသချင်းတွေလည်းတိုင်းပါပဲနော်ဟိုခံစားချက်ကလောကပြောင်းလဲစေလူတယောက်ရဲ့အတွေးခေါ်ခန်းစားချက်က feeling ကမတူတော့ဘူးပြောင်းလဲစေနိုင်တယ်အဲ့ဒါနဲ့မြင့်မောက်တော့ ਨੇ မမားဖို့လိုတယ်ဒီညမှာတော့မြင့်မောက်တော့ ခံစားတာကပါလေတန့်ရှင်းခြင်းနော်စင်ကိုကိုစင်ကြဲတော့သူတာလဲဘုရားသခင်မြတ်မောက်တော်ကိုခံစားလို့ရတာဖြစ်ပါတယ်ဒါကိုကိုစင်ကြဲစေတော့သူရဲ့မင်္ဂလာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့စပြီးအပိချင်တာကတော့မိမိကိုစင်ကြဲအောင်အသက်ရှင်ပါအဲ့ဒါကတော့ပါလေကိုယ့်ရဲ့ကိုခန္ဓာနဲ့စိတ်ကိုဆိုးရတာဖြစ်တယ်အဲ့တော့တန့်ရှင်းဖို့အတွက် အဲ့လိုစင်ကြယ်ဖို့အတွက်နော်ဘာလို့အောင်လဲဆိုတော့ကျန်းစာကိုမြန်မြန်ဖတ်ပါပြီးရင်စင်ကြယ်တဲ့အော်ရာကိုမြန်မြန်သာထောက်ပါဒါဆိုရင်တော့မိမိကိုစင်ကြယ်စေချင်းရဲ့မင်္ဂလာနဲ့ပြည့်စုံတော်တော်ဖြစ်လာလိမ့်မယ်လို့ခွားပေးနဲ့နေကုန်ချုပ်ပါရယ်ဘုရားသခင်သည်တင်တို့အားလုံးကောင်းချီးပေးပါစေတော့အာမင်